နိုင်ငံရေးလုံခြုံရေးကဏ္ဍတွေအတွက်အကြံဉာဏ်နဲ့ထိရောက်တဲ့ဆွေးနွေးချက်ထွက်ပေါ်ဖို့ပြည်ပကပညာရှင်တွေအပါအဝင်ငင်းကြင်းရေးနဲ့ပတ်သက်တဲ့အစုအဖွဲ့အသေးသေးကပုံကိုယ်တွေတက်ရောက်မဲ့ငင်းကြင်းရေးဖိုရမ်ကို နေပြည်တော်မှာစတင်ကျင်းပတော့မှာပဲဖြစ်ပါတယ်။ဒီသတင်းအကြောင်းအရာလေးကို မတင်ဆက်ခင်မှာနေချစ်တဲ့မီဒီယာကို subscribe နဲ့ like လေးလုပ်ပေးဖို့မြင်တာရက်ခံပြရစေ။အမေကျွန်လ25ရက်နေ့ကနေစတင်က 28ရက်နေ့အထိနေပြည်တော်မှာရှိတဲ့မင်္ဂလာသီရိဟိုတယ်မှာငင်းချင်ရေးဖိုရမ် Peace Forum 2025ကိုစတင်ကျင်းပသွားမှာဖြစ်ပါတယ်။မြို့သားစီလုံးညီညွတ်ရေးနဲ့ငင်းချင်ရေးဖော်ဆောင်မှုကော်မတီ NSPNC ကကြီးမှုပြီးငင်းချင်ရေးရွေးကောက်ပွဲနဲ့ဖွံ့ဖြိုးတိုးတက်ရေးတို့ပေါင်းစည်းခြင်းမှအေဂျင့်တရားဝါပြောသည့်နိုင်ငံတော်သိစီတူခေါင်းစဉ်နဲ့ဖိုရမ်ကိုကျင်းပသွားမှာဖြစ်ပါတယ်။ အဲ့ဒီဖိုရမ်ကိုကျင်းပရတဲ့ရည်ရွယ်ချက်ကတော့မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေရှေ့ဆက်လှုပ်ဆောင်နိုင်ဖို့နိုင်ငံရေး၊လုံခြုံရေး၊စီးပွားရေးနဲ့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေအတွက်အကြံဉာဏ်နဲ့ထိရောက်တဲ့ဆွေးနွေးချက်တွေပေါ်ထွက်လာဖို့ဖြစ်တယ်လို့လည်း NSBNC ဘက်ကပြောပါတယ်။မနေ့ဖက်မှာကျင်းပမယ်ငြိမ်းချမ်းရေးဖိုရမ်ကို NASA ကခေါင်းဆောင်ဗိုလ်ချုပ်မူစီမယောင်လိုင်းတက်ရောက်မှာ ဖြစ်တယ်လို့ပြည်ပကပညာရှင်တွေငြိမ်းချမ်းရေးနဲ့ပတ်သက်ဆက်နွယ်တဲ့ အစုအဖွဲ့အသီးသီးကပညာရှင်တွေအစိုးရဌာနတွေကဖိတ်ကြားထားတဲ့ပုံကိုယ်တွေတက်ရောက်ကြမယ်လို့သိရပါတယ်။မနေ့ဖက်မှာကျင်းပမယ်ငင်းချင်ရေးဖိုရမ်မှာဆွေးနွေးမဲ့ခေါင်းစဉ်ခွဲတွေအနေနဲ့ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနိုင်ငံတော်ငင်းချင်ရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်ပူးပေါင်းဆောင်ရွက်ရမယ့်နည်းလမ်းတွေကိုဖော်ထုတ်ဖို့စတဲ့ခေါင်းစဉ်တွေနဲ့ဆွေးနွေးကြမှာပဲဖြစ်ပါတယ်။အခုလိုတွေ့ဆုံဆွေးနွေးမှုတွေကနေတဆင့်နိုင်ငံအတွက်စစ်မှန်တဲ့ငင်းချင်ရေးကိုဖော်ဆောင်နိုင်ဖို့ လိုအပ်တယ်လို့လည်းသုံးသပ်တာရှိနေပါတယ်။နိုင်ငံအတွင်းဖြစ်ပွားနေတဲ့ပဋိပက္ခနဲ့သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ဆွေးနွေးပွဲကသာလက်ရှိပဋိပက္ခကို အဆုံးသတ်နိုင်လိမ့်မယ်လို့လည်းသုံးသပ်တာမျိုးရှိနေပါတယ်။အားလုံးပါဝင်တဲ့ဆွေးနွေးပွဲတွေဖြစ်ဖို့သက်ဆိုင်ရာငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့အစည်းတည်တည်ကကြိုးပမ်းနေကြတာမျိုးလည်းကြားနေရပါတယ်။ဒါကြောင့်မနက်ဖြန်မှစတင်ကျပါမယ်။ငြိမ်းချမ်းရေးဖိုရမ်မှာ NASA ကအစိုးရကိုစန့်ကျင်တိုက်ခိုက်နေတဲ့ NUG ဒိုင်းသားလက်နက်ကိုင်းတွေကကိုစလဲရီတက်ရောက်လာမလားဆိုတာကိုစောင့်ကြည့်သွားရဖို့ရှိနေပါတယ်။ဒါပေမဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ဒိုင်းသားလက်နက်ကိုင်းအဖွဲ့တွေကတော့အဲ့ဒီဆွေးနွေးပွဲကိုတက်ရောက်သွားမှာပဲဖြစ်ပါရဲ့ရှင်။